Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ United ရဲ့ကျွန်တော်ပြတ်မှတ်ဆိုပြီးတော့တောက်လျှောက်သတင်းတွေကြားထဲမှာနာမည်ကြီးခဲ့တဲ့ Giovanni Quinta က Chelsea ကိုပြောင်းဖို့သဘောတူညီမှုရသွားအပြီးမှာ United ကနောက်ထပ်မတူညီတဲ့ပြတ်မှတ်တွေရှာနေတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှင်တော့ report တွေက Manchester United ကလက်ရှိ Southampton ရဲ့16နှစ်အရွယ်ကစားသမားလေးဖြစ်တဲ့ Tyler Dibling ကိုလာမယ့်နွေရာသီအပြောင်းရွှေ့မှာ Euro 30နဲ့ခေါ်ဖို့အတွက်ကြိုးပမ်းတော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ် ဆိုတိုင်လာဒီပလင်နဲ့ဂျူဝန်နီကွင်တာက position အတူကစားတဲ့ right ဒီဗါလဲ profile တူတဲ့ player တွေတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့ United အနေနဲ့ right wing backs မှာဆိုလို့ရှိရင်အာမက်ဒီယာလို့ကောင်းကောင်းကစားနိုင်တဲ့အခါဒီတိုင်လာဒီပလင်ကို narrow number number 10မှာထားပြီးတော့သုံးသွားတာမျိုး ဖြစ်ကောင်းလဲကျွန်တော်ဖြစ်နိုင်နေပေါ့နော်။ဒါကြောင့် United အနေနဲ့ Giovanni Quinta လိုမျိုးဥရောပပွဲစဉ်တွေကိုတောက်လျှောက်ကစားနေပြီးတော့ဒီတောက်လျှောက်နာမည်လဲကြီးခဲ့တယ်เนาะ။ Amorini နဲ့လည်းအဆင်ပြေခဲ့တယ်ဆိုတဲ့ကစားမကိုမျက်စိကျခဲ့ပြီမယ်လို့ဘာမှန်ကျွန်တော်တို့အတွက်ဈေးတွေဘာတွေကပေါ့နော်ပြဿနာကြီးခဲ့တယ်ဆိုတော့ဆက်မကျူးပန်းခဲ့ရဘူးဆိုတော့တိုင်လာဒီပလင်ကိုယူရိုတန်း၄၀နဲ့ခေါ်ဝင်ကျူးပန်းသွားမယ်ပေါ့ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဒီဆောက်တန်းတဲ့ကစားမလေးကို Nero Nebatan အာမတ်ကစားတဲ့နေရာမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အသင်းရဲ့ right wing back နေရာမှာပဲဖြစ်ဖြစ် ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ညီကိုတို့ထင်ကြလားဆိုတော့တခုရှိတာကတော့ကျွန်တော်ကတော့ဗျာဒီကစားမားတွေကိုခေါ်တဲ့နေရာမှာပေါ့နော်ဒီ first line နဲ့အတွက်ဦးစားပေးပြီးတော့ကျွန်တော်ခေါ်တဲ့နေအတင်း senior အတင်းကြီးတွေသူတပြင်း wing backs တွေလို့ကစားမားတွေ narrow number 10လို့ position တွေကိုခေါ်တဲ့နေရာမှာကျွန်တော်တို့အရင်တင်းတုံးလို့ရမယ့်ကစားမားတွေကိုခေါ်တဲ့နေတန်း40နဲ့ရမလားဆိုတာတေချာတာတခုကတော့ south tenant တန်းပြန်ဆင်းရရင်တန်း40နဲ့ခေါ်လို့ရအောင်ရတယ် south tenant တန်းဆင်းတန်းဆင်းရမယ်ဆိုလို့ရှင်တို့ကျွန်တော်ရအောင်ခေါ်နိုင်လောက်တဲ့အနေအထားမျိုးရှိတယ်ဗျာ euro တန်း40နဲ့က ဒါဟာသူတို့ရဲ့ imminent များပြတဲ့ပမာဏကိုဒါပေမဲ့လို့ကျွန်တော်ဒီကစားမလေးက session နှစ်ပဲကျွန်တော်ရှိသေးတာ session နှစ်ပဲကျွန်တော်ရှိသေးတာဗျကျွန်တော်ကျွန်တော်ပြောရရင် session နှစ်ပဲကျွန်တော်ရှိသေးတာတိုင်လာဒီပလင်ဒီလက်ရှိကျွန်တော်စောက်တန်တန်အတွက်ဘာတွေလုတ်ပြထားနိုင်လဲတယောက်ချင်းကြော်ဖြတ်တာဘလူးဘဝနော်ဘကောင်ကဘလူးချန်ထားကြလိုက်တာโอเคဓာတ်လောက်ကိုကကစားသမားတိုင်းကြော်နိုင်တယ်ကျွန်တော်တို့နဲ့ထိတ်တိုက်တွေ့လို့ဒီကိုဓာတ်လောက်ကိုဒီကောင်ကြော်ပြဓာတ်လောက်ကိုလူတိုင်းကြော်နိုင်တယ်ဒီလား ။ဒါပေမဲ့ကစားမကအည်သွေးမရှိမှတဲလန်နစ်ဖြစ်တဲ့ player တယောက်ဖြစ်တယ်။ဒါပေမဲ့လို့ကျွန်တော်တို့ကအရန်အတွက်ခေါ်လို့မရဘူး။အရန်အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ခေါ်လို့မရအောင်ကျွန်တော်ပုံမှန်ပွဲထွက်ခွင့်နေရာမှာလုံးဝ first line နဲ့မှာအမြဲတမ်းအမြဲတမ်းအမြဲတမ်းအားကိုးနေရတဲ့အချိန်မျိုးနဲ့ကျွန်တော်ခေါ်မရမှာ။ဆိုတော့ Tyler Dibling ဒီအဲ့လိုကစားမမျိုးလား။တေချာရာကတော့အဝေးကြီးပဲ။တေချာရာကတော့လောလောဆယ်မှာအဝေးကြီးပဲရှိသေးတာ။ဆိုတော့ Tyler Dibling ဒီ first line နဲ့နေရာအတွက်ဦးစားပေးပြီးတော့ခေါ်တဲ့ကစားမမျိုးလို့ကျွန်တော်မထင်ဘူး။ဒါပြင်တန်း40ပေးမယ်ဆိုရင်ဗျာ။ မြန် first line နဲ့ player တယောက်ရကိုရအောင်မှာ first line နဲ့မှာတကယ်လုံးပြနေတဲ့ကစားမမျိုးရတဲ့အချင်းကြီးမျိုးကိုကျွန်တော်ခေါ်မှကျွန်တော်ရမှာဆိုတော့အာမင်းတို့ကမင်းစောက်တဲ့နန်အသင်းမှာတိုင်ပက်နေတာလေစောက်တဲ့နန်ကိုကတိုင်ပက်နေတာဗောဆိုလို့ပြောရအောင်ကလည်းသူများအသင်းနေလေဗျာထားပါတော့လက်ရှိကျွန်တော်နေနေတာ Lian Dilap တို့ပါတော့သူတို့လည်းတန်းစင်တန်းစင်ရတော့မဲ့အချင်းကြီးမျိုးကြုံနေရတာပဲလေဒါပေမဲ့ Dilap ဘာကောင်လဲကျွန်တော်သိတယ်ဒီကောင်ဘလူးစွမ်းဆောင်ကြီးပြနေတယ်ကျွန်တော်သိရမြင်ရတာပဲ Omar Hutchinson တို့ဒီကောင်ဘာကောင်လဲကျွန်တော်သိတယ် ဒီကောင်ဘာတွေလုတ်ပြနေလဲကျွန်တော်တွေ့ရတာပဲဒါပေမဲ့တိုင်လာဒီပလင်ကြော့တော့ဗျာအာနော် dribbling လေးကဘလို့ဖြစ်တာအဲတယောက်ချင်းကြော့ဖက်မှုလေးတွေကဘလို့လုတ်တာဒါပဲကြည့်ထက်အများကြီးမပူသေးဘူးဒါအပြင်ကျွန်တော်သိရမှာကကစားမားက16နေပဲရှိသေးတယ်အရင်အသက်ကအလှန်ဝေးသေးတယ်ဒီတာနော် United ကိုရောက်လာရင်စောက်တန်တယ်မဟုတ်တော့ဘူးဗျာမင်းတယောက်ကိုကြော့ဖက်နိုင်စွမ်းမရှိဘူးဆိုလို့ရှိရင်ပြောကြဆိုကြရေးကြသားကြတော့မှာဟုတ်တယ်မလားနော်ဂျာနယ်ရဲ့ခေါင်းစည်းပိုင်းတွေမင်းပါလာတော့မှာ pressure တွေအမျိုးမျိုးတွေကျွန်တော်အနေနဲ့မြင်လာတော့မှာမလွယ်ဘူးဗျာတိလာဒီလူငယ်ကစားမတယောက် အတင်းရဲ့လူစင်မှာပုံမှန်ပွဲထွက်ခွင့်ပုံမှန်ရပြီးတော့တကယ်ပုံမှန် week in week out ခြေသွမ်းပြနိုင်ဖို့ဆိုတော့မလွဲဘူး။เนาะကျွန်တော်တို့ခုတွေးရမှာက United လို့အတင်းမျိုးမှာတရာဒီမှာ၃ဘွဲလောက်ပဲခြေသွမ်းပြတဲ့ကောင်မျိုးတရာဒီမှာ၅ဘွဲလောက်ပဲခြေသွမ်းပြတဲ့ကောင်မျိုးဖြစ်လို့မရဘူး။ဒါတော့ week in week out ကစားမားတွေကခြေသွမ်းပြပြီးတော့တရာဒီလုံးမှာ၃ဘွဲလောက်ပဲခြေသွမ်းမပြတာမျိုးတရာဒီလုံးမှာ၅ဘွဲလောက်ပဲရုန်းကန်ရတာမျိုးအဆင်ပြေတယ်ဒါပေမဲ့တရားစီလုံးမှာ၅ဘွဲလောက်ပဲကောင်းတာမျိုးပါ냐လှုပ်လို့မရဘူးဆိုတော့တိုင်လာဒီပလင်ဒီ ဒီအတင်းရဲ့အနာဂတ်မှာထပ်ပြီးတော့အများကြီးအားကိုးရနိုင်စွမ်းရှိတဲ့ player တယောက်တို့ talented ဖြစ်တဲ့ player တယောက်တို့ဖြစ်ကောင်းဖြစ်နိုင်ပြီမဲ့လေလို့ပေါ့နော် week in week out manchester united အတင်းကြီးမှာတကယ်ခြေသွမ်းကောင်းကောင်းပြနေတဲ့အဆင့်တန်းမျိုးတော့ရောက်နေသေးပြီလို့ကျွန်တော်မထင်သေးဘူး immediate စောလုံးသေးတယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်အဲ့လိုမျိုးအတင်းတွေအရန်အင့်တုံးမှမဟုတ်တဲ့တုံးလို့မရနိုင်တဲ့ player တယောက်ကိုပေါင်သန်း40ဆိုတော့ euro သန်း40လောက်ထိတုံးမယ်ဆိုတာကလည်းမဖြစ်တဲ့ပမာဏမျိုးပဲနောက်ကျွန်တော် liverpool သင်းဆိုလို့ရှိရင်ဗျာ နော်ခေါ်ခဲ့တဲ့ exam တွေကိုကျွန်တော်ကြည့်တန်း45တဲ့ဝန်းကျင်နေမင်းရလေနော်အနာဂတ်အတွက်ဆိုတာမရှိဘူးချက်ချင်းသုံးလို့ရတဲ့ exam တွေကြီးပဲရယ်နော် Alistair ကိုသူတို့တန်း40လောက်နဲ့ဝယ်ခဲ့တာမလားနော်ဆိုတော့ Graven Bach ကိုသူတို့ဘယ်လောက်နဲ့ဝယ်ခဲ့လဲစဉ်းစားကြည့်ပြသေးတာသူတို့မှာနော်ဟိုတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်အမှန်ကန်ခြိသွမ်းပြနေတဲ့ exam တွေသူတို့ဝယ်လိုက်လို့ရှိရင်ငွေကြီးအများကြီးပေးရတာမျိုးမဟုတ်ဟာတန်း40နဲ့တန်တယ်တန်တယ်ဆိုတာကပုံမှန်ပွဲထွက်ခွင့်နဲ့ week in week out လောက်ပြနေတဲ့ player မျိုးမှတန်တယ်ပြောတာ ဆိုတော့ကျွန်တော်ကတော့ဒီကစားမားလေးကဗောနော်အရန်ကိုအလှမ်းဝေးသေးတယ်လို့ကျွန်တော်ထင်တယ်ဆက်ရှင်နှစ်ပဲရှိသေးတာရဲ့ week in week out ခြေသွင်းနေတာချောက်ပြနိုင်ဖို့ခရင်သေးတာရဲ့ပြရမယ့်တန်ကြီးကတန်း40ရဲ့ဆိုတော့ first line နဲ့မှာမှာပုံမှန်ပွဲကစားခွင့်ရပြီးတော့ခြေသွင်းမှမပြနိုင်မလွယ်ဘူးလို့ကျွန်တော်ထင်တယ်အဲဒီလိုအသင်းဘက်ကတော့ဒီ Giovanni Quinta ကိုကျွန်တော်တို့ Chelsea ထင်းနဲ့လက်လွတ်ရအပြီးမှာဒီပြန်လဲအစားထိုးမဲ့ player ဖြစ်လက်ရှိကျွန်တော်ဒီ Tyler Dibling ကိုပြစ်မှတ်ထားနေတယ်ညီကိုရောဘယ်လိုမြင်ကြလဲ Tyler Dibling ဒီ Euro 340နဲ့ဆိုလို့ရှိရင်အသင်းအနေနဲ့အမှန်ကန် ကျူပန်းတဲ့ example လို့ထင်ကြလားဒါအပြင်ပုံမှန်ပွဲထွက်ခွင့်နေပြပြီးတော့ခြေသွမ်းနေပြနိုင်မဲ့ player မျိုးလိုရောအသင်းမှာညီကလေးမြင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်